ုတ်ကဲ့ပါဆရာဆရာပြောပြတဲ့အကြောင်းအရာလေးအားဆိုရင်ဘုเจ้าအောင်ဆန်းဟာထက်မြက်တဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒီပုဂ္ဂိုလ်တို့ဖြစ်တယ်ဒါပေမဲ့ဘုเจ้าအောင်ဆန်းရဲ့အမှားလေးတွေကနေပြီးတော့ကိုယ့်ရဲ့အသက်အငယ်ထိခိုက်တဲ့အထိကိုဖြစ်သွားခဲ့ရတယ်ဆိုတာကသမိုင်းတန်ခမ်းစာယူစရာကိစ္စတစ်ခုသာဖြစ်ပါဆရာဒီတော့ဘုเจ้าအောင်ဆန်းလောက်ချက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့အခြားသုံးသပ်ချက်လေးများထည့်သွင်းဆွေးနွေးကြင်တာလေးရှိပါသလားဆရာရှိပါတယ်ဒီအကြောင်းအရာတွေကလည်းကျွန်တော်တို့နိုင်ငံတော်နဲ့အများပြည်သူအတွက်အကျိုးရှိမယ်လို့ ထင်မြင်ယူဆပါတယ်။အဲ့တော့ယနေ့ကျွန်တော်တို့အမနိုင်ငံသူနိုင်ငံသားတွေသိကြတာဗိုလ်ချုပ်အောင်ဆန်းကိုဂလုံးစောလုပ်ကြံတယ်လို့ထင်မှတ်ကြပါတယ်။ယူဆကြပါတယ်။တကယ်တမ်းကျတော့နောက်ွယ်ကတရားခံကြီးများမြေသူမြေဝါဖြစ်တယ်ဆိုတာဉာဏ်ပညာရှိသူများသိမြင်နိုင်ပါတယ်။ဗိုလ်ချုပ်ရဲ့ပင်ကိုဇေယိုက်အရာယူသားတဲ့ပွင့်လင်းတဲ့ကြိုးစားတဲ့မြို့ချစ်စိတ်ရှိတဲ့နိုင်ငံအတွက်ဆုံးလို့စွန်စားတဲ့ကိုကြိုးမဖက်ဘူး ဆိုတဲ့အရာတွေရှိခဲ့ပေမဲ့ဘုရားဆန်းဟာတချို့သောအပြုမူတွေမှာတခြားနိုင်ငံသားတွေကမနစ်မြို့စရာတွေပါဝင်နေရရှိပါတယ်။မူရင်းကတော့တကယ်ဘုရားရဲ့နိုင်ငံရေး theory ရစင်မြင့်အရာတော့ community ဖြစ်ပါတယ်။ဖြစ်တော့ကျွန်တော်တို့တနေ့တွင်လွတ်လပ်ရေးရမယ်ဆိုပြီးတော့မှဂျိုးပန်းကြတဲ့နေရာမှာတနေ့တွင်လွတ်လပ်ရေးရပြီးပြီး လလိုက်ရပြီလို့ကျွန်တော်တို့ပင်လုံးစာချုပ်ထဲမှာဆနစ်ကြခွက်ခွက်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းတရားကဘူကျောင်းဆန်တက်ရှိချင်ရှားနေလို့ရှိရင်တိုင်းသားကောင်းဆောင်တွေကိုဆွဲဆောင်စည်းုံနိုင်လိမ့်မယ်အဲဒီအတွက်ဘူကျောင်းမရှိနေတာဘူကောင်းလိမ့်မယ်ဆိုတဲ့သုံးသက်ချက်တစ်ခုဗြိတိချက်တို့ထားမှာရှိနိုင်ပါလေနောက်တစ်ခုကတော့ဘူကျောင်းတက်ရှိချင်ရှားရှိနေရင်ဘူကျောင်းကနိုင်ငံတော်ကိုဥဆောင်အုပ်ချုပ်တဲ့နေရာမှာ ွန်မြူနစ်နဲ့လဝဲရင်ဖြစ်လာလေမလားဆိုတဲ့အတွေးထင်လဲဗြိတိသျှတို့ထံမှာရှိကောင်းရှိနေနိုင်ပါတယ်။အဲ့ဒီအတွက်ဘူချုပ်ကိုနိုင်ငံရေးဆင်မြင်းကနေဖယ်ရှားလိုက်ပြီးတော့မြန်မာချင်းချင်းတုံ့ပြန်တက်ဖြတ်ပြီးမြန်မာချင်းချင်းအထင်မြင်မှာဝဲမအောင်ဆောင်ရွက်ခဲ့တာဟာပညာသားအလုံးပါတော့လေးလာတွေ့ရှိရပါတယ်။ဒါတွေကိုကျွန်တော်တို့ မြန်မာတွေအားလုံးတိုင်းသားပြည်သူတွေအားလုံးသင်္ကန်းစာယူဖို့တကယ်တရားခံဟာဂလုံးဥဆုံးမဟုတ်ပဲနဲ့ဂလုံးဥဆုံးနောက်ွယ်မှာရှိတဲ့အရေးတွေကိုတရားခံတွေကိုမြင်နိုင်ကြပါစေလို့ကျွန်တော်ပြောကြားလိုပါတယ်။အဲဒီတော့ဘုချုပ်ကမိမိရဲ့တကြွတဲ့လိန်န်ဓာတ်စ်တွေးတတ်တဲ့တယူတန်နဲ့အယူအဆတွေကြောင့်မိမိရဲ့အသက်ကိုပါပေးဆက်လိုက်ရပြီး များပြည်သူမှာတော့အများပြည်သူရဲ့အမြင်မှာတော့မြန်မာအချင်းချင်းလုံးကြံတက်ဖြတ်တယ်ဆိုတော့တမိုင်းကြီးဟာအမဲဆက်အဖြစ်ဇနိတိုင်းတရှိနေဆက်ဖြစ်ကြောင်းပြောကြားလို့ပါဟုတ်ကဲ့ပါဆရာဆရာပြောပြတဲ့အကြောင်းအလေးတွေမှာဆိုရင်ပိုကျော်အောင်ဆန်းဟာကွန်မြူနစ်စနစ်ကိုတပ်ဝင်ယုံကြည်သူလို့တန်တရားရှိပွဲအကြောင်းအရာတွေပါဝင်နေပါတယ်ဆရာဒီအကြောင်းအလေးနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဘလို့သမိုင်းချက်လက်လေးတွေနဲ့နှိုင်းရှင်ပြီးတော့ဆွေးနွေးတင်ပြလိုပါတယ်ဆရာဟုတ်ကဲ့ကောင်းပါပြီ ကိုကျော်အောင်ဆန်းဟာမြန်မာပြည်ကွန်မြူနတီပါတီစတဲ့ဖွဲ့စည်းစဉ်ကလေးကပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်။မြန်မာပြည်ကွန်မြူနတီပါတီရဲ့ပထမဆုံးသောတူရင်မှုဖြစ်ပါတယ်။အဲ့တော့ကွန်မြူနတီပါတီကွန်မြူနစ်စ်နဲ့ဆိုတာလေးကိုကျွန်တော်နိုင်ငံရှင်းပြချင်ပါတယ်။ဒုတိယကွာစစ်ကြီးပြည်ရဲ့နောက်ပိုင်းမှာနိုင်ငံအများစုဟာစစ်ဘေးစစ်တမ်းကျိန်းတာလေဇူဝါရီပြက်ကတ်တွေရင်ဆိုင်ကြုံတွေ့ရတယ်။စိဟန်နာမနေတာဖြစ်တဲ့အတွက် စင်ရဲနွမ်းပါနေတဲ့လူပုဂ္ဂိုလ်ရဲ့အကြောင်းမှာတာတူညီမျှမှုများအလုံးဖွဲ့ဝေညှတစွာခံစားရမယ်ဆိုရဲအကြောင်းတရားတွေပါဝင်တဲ့ကွန်မြူနစ်စနစ်ကလူများသားမှာလူကြိုက်များရေပန်းစားလာခဲ့တာကွန်မြူနီကွန်မြူနီလို့ကျွန်တော်တို့ကပြောကြတယ်တကယ်တမ်းကျတော့ common 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 ဆိုတာအများပိုင်တာဖြစ်ပါတယ်အများပိုင်တဲ့စနစ်ကိုခြေခံပြီးတော့မှ communist communism ဆိုတော့ပြောကြတာဖြစ်ပါတယ်အဲတော့ရှေးတုန်းကလူတွေရဲ့ဘောဟာရဖလယ်မှာတော့ဘုံဝါဒလို့ပြောပါတယ်ဘုံစနစ်ဘုံဝါဒလို့ပြောပါတယ်ဆရာကြီးသခင်တင်မြတ်ရေးတဲ့ဘုံဘဝမှာဖြစ်ရင်ဆိုပြီးတော့မှစာတန်လေးရေးပါတယ်စာအုပ်ရေးပါတယ်ကျွန်တော်လည်းစိတ်ဝင်စားလို့ဖတ်လိုက်တဲ့ဆောင်ဘုံဘဝဆိုတာပါလဲပေါ့ဟောဘုံဘဝဆိုတာ communist ကိုတနည်းအားဖြင့်ပေါ်ညွှန်းတာပဲဆိုပြီးတော့ပြောကြတာရှိပါတယ် လိုရက်တလွေပေါ့လိုလက်တရိတ်ဆိုတာတော့ပစ္စည်းမဲ့လူရန်စားကနေပြီးတော့မှပစ္စည်းမဲ့ဝါဒဆိုတော့လာတယ်အရင်ရှင်ကိုစန့်ကျင်ကန့်ကွက်တဲ့အများညဝေခံစားရမယ်ဆိုပြီးတော့မှ ခံယူခဲ့တဲ့ဖြစ်တဲ့အတွက်ဒုတိယကစစ်ပြီးကာလအချိန်မှာကွန်မြူနစ်စနစ်ကအမရန်ရေပန်းစားခဲ့တာတော့မှန်ပါပဲအဲဒီနေ့မှာဆင်မြန်မာနိုင်ငံကိုကွန်မြူနစ်စာပေတွေရောက်ရှိခဲ့ပါတယ်ရောက်ရှိတဲ့အချိန်မှာအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလတည်းက မြန်မာနိုင်ငံမှာရှိတဲ့စာအုပ်တိုက်တွေဗေဒကတိုက်တွေစတဲ့စာအုပ်စာပေတိုက်တွေမှာကွန်မြူနစ်စာပေတွေကိုဝယ်ယူဖတ်ရှုလို့ရရှိနေပြီဖြစ်ပါတယ်။အဲဒီအချိန်မှာနိုင်ငံတည်းမှာပေါ်ပေါက်ခဲ့တဲ့နိုင်ငံရေးသမားတွေနိုင်ငံရေးကောင်းဆောင်တွေဟာကွန်မြူနစ်စနစ်ကိုတပ်ဝင်ယုံကြည်ပြီးတော့အချို့ကလည်းကွန်မြူနစ်စနစ်ကိုပေါ်ဆောင်မဲ့လိုက်နာမယ်ဆိုပြီးတော့မှနိုင်ငံရေးစနစ်ရပေါ်ပေါက်လာခဲ့ဖြစ်ပါတယ်။အဲတော့ဗိုလ်ချုပ်ကလည်း ိုင်ငံလွတ်လပ်ရေးကြပြီးလို့ရှိရင်ဘယ်လိုစနစ်နဲ့တွောင်းလဲဆိုပြီးတော့မှစဉ်းစားတွေးခေါ်နေတဲ့အထက်မှာပေါင်ခဲ့တာဖြစ်တဲ့အတွက်ဘုချုပ်လည်း community ချနာနဲ့ကင်းနဲ့လူပုဂ္ဂိုလ်တူတော့မဟုတ်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်တစ်ဆက်တည်းပြောချင်တာကတော့ community စနစ်ဒီဟာဒီလိုနိုင်ငံတွင်းမှာရှိတဲ့ထုံးသက်စငယ်ရွယ်နှုတ်ပြတဲ့နိုင်ငံရေးသမားတွေမှာဆွဲလာတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံအတွင်းမှာမြေပေါ်မြေအောက် တရားဒေသတန့်မှာကွန်မြူနတီအတွေးကတရားမကင်းဖြစ်နေပါတယ်။အဲတော့ယနေ့တချို့ဖြစ်နေတဲ့အကြောင်းတရားတွေရှိပါတယ်။ရရင်ရမရရင်စဆိုတဲ့အတွေးခေါ်တွေတွေးတွေးမှဆွေးနွေးစရာမရှိဘူးဆိုတော့အတွေးခေါ်တွေကကွန်မြူနတီဆီကနေဆင်းသက်လာကြတာဖြစ်ပါတယ်။ဆင်းသက်လာတာဖြစ်တဲ့အတွက်တကယ်တမ်းကျတော့ဘုံဝါဒလို့ခေါ်တဲ့ကွန်မြူနတီစနစ်ဟာလက်တွေ့မှာကာလကြာရှည်အကျိုးအဖြစ်ထွန်းလာဖြစ်တဲ့အတွက်လက်ရှိကမ္ဘာပေါ်မှာ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်တဲ့တခင် Union of Soviet Socialist Republic ပြည်ပြောင်းပြောင်းလဲရေးတွေလုပ်ပါတယ်တရုတ်ပြည်သူ့သမ္မတနိုင်ငံရာ1980ခုနှစ်မှာပြည်ပြောင်းပြောင်းလဲရေးတွေလုပ်ပါတယ်ဗီယက်နမ်နိုင်ငံဟာ1986ခုနှစ်မှာပြည်ပြောင်းပြောင်းလဲရေးတွေလုပ်ပြီးတော့မှနိုင်ငံတော်ကွန်ပျူတာတွေအောင်ဆောင်ရွက်နေတာဖြစ်ပါတယ်ဖြစ်တာဖြစ်တဲ့အတွက်အများကြီးအားကောင်းတဲ့နားနဲ့ကြားလို့ကောင်းတဲ့အရာတွေဟာလက်တွေ့မှာ ပေါ်ထွန်းလာခြင်းမရှိပဲမြမနိုင်ငံရေးလောကမှာလဲစိတ်ကူးယဉ်နဲ့ကြောင်းတရားတစ်ခုမြတာသမိုင်းခန္ဓာဖွင့်နိုင်ခဲ့ပြီးချိန်ကာလကြာရှည်သွားတရားဝင်ယက်တည်နိုင်ခြင်းမရှိကြောင်းလဲလေ့လာသိရှိရပါတယ်ဒါပေမဲ့ community wardy community wardy အားလုံး community wardy တိုင်း community စနစ်ကိုတက်ဝင်ယုံကြည်တဲ့လူပုဂ္ဂိုလ်တိုင်းကတော့စိုးသွမ်းတဲ့လူတွေမဟုတ်ပါဘူးတချို့သော community wardy ကိုယုံကြည်တဲ့ community စနစ်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဟာ မြေပေါ်မှာပဲနေပြီးတော့မှနိုင်ငံတော်ရဲ့ဒီဆောက်ရေးလုပ်ငန်းရပ်တွေမှာတတတာပါဝင်ဆောင်ရွက်ပေးခဲ့တဲ့တာဂါတွေရှိပါတယ်။ဥပမာကျွန်တော်တို့ဆရာကြီးတခင်တိမ့်ဖေမြင့်ဆိုတာရှိပါတယ်။ဆရာကြီးကျွန်တော်တို့အရင်တော့ကတော့အာမောင်ရေချမ်းဆိုတာရှိပါတယ်။အဲနောက်တစ်ခုကတော့ဆရာကြီးတခင်တင်မြဆိုတာရှိပါတယ်။အခြားသောမြေပေါ်မှာရှိတဲ့ကွန်မြူနတီဝါဒီတွေဟာတော့ခုပြီးတော့နိုင်ငံတော်ဘုံကံတိုက်ခိုက်ခြင်း မပြုတ်ပဲနဲ့တက်လာတဲ့အစိုးရပေါ်ပူပေါင်းဆောင်ရွက်ပြီးလိုအပ်သည်များဖေးမရတာလေးတွေရှိပါတယ်။တာဝကလေးကတော့ရခင်တော်ကကွန်မင်းနီလို့ပြောတဲ့ဇာယီတခင်သိခင်များဦးနေဝင်လိုအပ်တဲ့အကြောင်းများအချက်လက်တွေကိုညံ့ညံ့ပေးခဲ့တာလေးပူပေါင်းဆောင်ရွက်ခဲ့တဲ့တာဝကလေးတွေရှိခဲ့ပါတယ်။တစ်ချက်တစ်ဆက်တည်းမှာပဲကျွန်တော်မြန်မာနိုင်ငံရဲ့လူပောင်ဖွဲ့စည်းတဲ့မှာဆွဲထုတ်ပြီးတော့မှခွဲချမ်းလို့များတဲ့အရာလေးတွေရှိပါတယ်။အဲ့ဒါကတော့ ဆရာကြီးတခင်သိမ့်ဖေမြင့်ရဲ့အမျိုးသမီးဆရာမကြီးဒေါခင်ကြည်ကြည်ရဘုကျုံတင့်ဆွေရဲ့အမဖြစ်ပါတယ်ဘုကျုံတင့်ဆွေကတော့ကျွန်တော်မြန်မာဆိုစစ်လမ်းစဉ်ပါတီမှာပါဝင်ပြီးတော့မှနောက်ဆုံးဟိုလုံမှုဆောင်စီးစီးပါဝင်ဖြစ်ပါတယ်အမတန်လည်းစီးစနစ်ကြပြီးတော့နိုင်ငံတော်အကျိုးအတွက်ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ပြောချင်တာကတော့ကွန်မြူနစ်စနစ်လို့ခေါ်တဲ့ပုံမှန်ကမြန်မာလူ့ဘောင်အဖွဲ့အစည်းနဲ့ဝကင်းမင်းနဲ့ရနန်းလည်း မပြည့်သေးတဲ့သဘောရှိတဲ့အတွက်ယနေ့လိုမျက်မှောက်ကာလမှာတော့ communicate ကျန်တဲ့နေပြက်ပြဲပြီးတော့မှအမှန်ကန်တဲ့နိုင်ငံရေးလမ်းကြောင်းပေါ်ကိုဆောက်လန်းသင့်ပြီးဖြစ်ကြောင်းပြောကြားလိုပါတယ်